အားလုံးပဲမင်္ဂလာပါတိတ်လိုက် follow ချက်တွေကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့18ရက်3လပိုင်း2025ပေါ့နော် 2D ဘာနာရှင်မိတ်ဆွေများကို ကျွန်တော်ရေတကွက်ကောင်း formula ဆိုင်ရနေပြီကျွန်တော်ဆက်ပြပြီးတော့မှဖြစ်ပါတယ်။တွင်နည်းလေးမစခင် e-life follow ဖြစ်တဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလို့အတီးတဲ့ message များ subscribe နှိပ်ပြီးတော့ခေါင်းတော်လေးတီးထားပါလို့ပြောချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့19ရက်နေ့အတွက်ပေါ့နော်ကျွန်တော်ရေ formula ဆိုင်လေးပေါ့နော်ကျွန်တော်ဆက်ပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ formula ဆိုင်လေးကိုမဖြတ်ပြပေးခြင်းပေါ့နော်ကျွန်တော်ရေ message များ ကျွန်တော်ရဲ့ဒီဒီမှာเนาะကျွန်တော်ပေါင်းချက်ဆောင်စစ်တောင်ညကို 빵 차차 쓰더냐고 코네더냐 세컨더 너? 다 알았잖아 얘 자, 바이바이 합시다, 너? ျွန်တော်ရဲ့ Viber နံပါတ်ဖြစ်ပါတယ်0669639 9839ကိုကျွန်တော်တို့ join လာပါတော့ဟုတ်ကဲ့ပါအဲ့တော့ join လာဆိုတာကကျွန်တော်ရဲ့ message များအဲကျွန်တော်တို့ဖွဲ့ဝင်ကြီးကျွန်တော်တို့တတောင်းရှိပါတယ်ပေါ့နော်အဲလူကျင်တဲ့ message များကအဲကျွန်တော် ਨੇ အခုကျွန်တော် live ပြီးတာ ਨੇ join လာလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ မပါပေးမလဲဆိုရင်မွေးသုံးခွက်ပေးမှာဖြစ်ပါတယ်ပြီးလို့စေအဲစာရူပတိเนาะမွေးသုံးခွက်ရမယ်စာရူပတိမွေးကျွန်တော်တို့တလုံးပေါ့เนาะဟိုမကျော်စာရူပတိတလုံးဖြစ်မယ်အဲပြီးလို့စေနောက်ထပ်ပေါ့เนาะလိုချင်တယ်တကယ်လို့ကျွန်တော်ပေးတယ်စာရူပတိတလုံးအောင်သွားတာ ਨੇ ဟိုမကျော်အောင်ခဲ့တယ်ဆိုရင် နောက်ထပ်ပတိတလုံးဆက်ပြီးတော့ကျွန်တော်အဲထည့်ပေးမှာဖြစ်ပါတယ် အဲပြီးတော့စာရုံးမွေအခွေဖြစ်ပါတယ်နော်အဲအခွေဖြစ်ပါတယ်အဲ့ဒါကိုလိုချင်တဲ့တပတ်စာလုံးလုံးပေါ့နော်လိုချင်တဲ့ဆိုရင်အဓိကတော့ကျွန်တော်ကတော့အခွေကိုအဓိကထားပြီးပြီးမှာဖြစ်ပါတယ်နော်အခွေကိုအဓိကထားပြီးပြီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများပြီးလို့စေရင်ကျွန်တော်ရဲ့နေ့တိုင်းတည်းကတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကောင်းရင်ကောင်းသလိုပို့ပြီးမှာဖြစ်ပါတယ်မကောင်းရင်လည်းကျွန်တော်မပို့ပါဘူးပေါ့နော်အဲ့တော့အဲ အဆင်ပြေအောင်တော့ကျွန်တော်နဲ့လက်တွဲဦးတဲ့မိတ်ဆွေအဟောင်းများသိပါတယ်ပြီးခဲ့တဲ့ပတ်ကဆိုရင်ကျွန်တော်ပြီးတဲ့ကက်ကအကုန်လုံးအောင်မြင်ခဲ့ပါတယ်နော်မွေးကမွေးသုံးကွက်ကတကွက်ထွက်ပါတယ်ပတ်သီးနှလုံးဟာနှလုံးလုံးအစောသီးသာကြာခဲ့တယ်နော်ပြီးတော့ကျွန်တော်အခွေပြီးပါတယ်အခွေလည်းအောင်မြင်ခဲ့ပါတယ်ပေါ့နော်ကြည့်ဒီလောက်ဆိုရင်နားလေသဘောပေါက်ပြီးထင်ပါတယ်ပေါ့နော်အဲ့တော့အဖွဲဝင်နေတဲ့မိတ်ဆွေများလူချင်းတဲ့မိတ်ဆွေများနော်အဲကျွန်တော်တို့အပေါင်း၆၆၈၃၉ခွန်နှင်း 928ခွန်တုံးကို join လာပါပြီးတော့အဲဆိုင်လာပါဘောเนาะအဲကျွန်တော်တို့ဖုန်းပြောလို့တော့အဆင်မပြေပါဘူးခင်ဗျာเนาะဖုန်းခေါ်လို့တော့မရပါဘူးခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့24ကိုစာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီထိတ်စီမှုလေးကိုအရင်ဆုံးချပြပြီးသားမှာပေါ့နော်ဒီ အဲ့ဒီမှာကျွန်တော်တို့6 6နှလုံးပေါင်းနှစ်အားနဲ့ပေါင်းတော့ခွန်ဖြစ်ပါတယ်နော်အားနဲ့ပေါင်းတော့ခွန်ဖြစ်ပါတယ်ခွန်ပါဝါနှစ်ဖြစ်ပါတယ်အဲ့နှစ်ကဒီနောက်နှလုံးပေါင်းခြင်းနှစ်ဖြစ်ပါတယ်နော်သုံးလုံးပေါင်းခွန်ဖြစ်တယ်ခွန်ပါဝါနှစ်ပေါင်းနောက်နှလုံးပေါင်းဒီနှလုံးပေါင်းခြင်းနှစ်နဲ့ကျွန်တော်တို့ကဖြစ်ပါတယ်ကြတာဆိုရင်နောက်တကက်ကိုဆက်သွားမှဖြစ်ပါတယ် သုံးလုံးပေါင်းခြင်းဟာ၄ဖြစ်ပါတယ်၄ပါဝါက၉ဖြစ်ပါတယ်အဲ့ဒီ၉ကဒီရှင်းနှလုံးပေါင်းခြင်း၉ဖြစ်ပါတယ်နော်နှလုံးပေါင်း၉ဖြစ်ပါတယ်အဲ့ဒီညာလိုက်ကတော့ကျွန်တော်ရေးမိစင်များကျွန်တော်ဒါတူရတွင်ညာဆိုရင်တော့တကွယ်လေးပဲဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါဒီသုံးလုံးပေါင်းခြင်းဟာကျွန်တော်တို့သုံးလုံးပေါင်းခြင်းဟာကျွန်တော်တို့ပါရမလဲဆိုလို့စေအဲ့ဒီမှာ ၃လုံးပေါင်းခြင်းတဖြစ်ပါတယ်တရဲ့ပါဝါက6ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီနောင်ရှင်းနှလုံးပေါင်းခြင်း6ဖြစ်ရမှာပေါ့เนาะ6ဖြစ်မှာဆိုရင်ကျွန်တော်တို့ကနှစ်ထိပ်စီဖြစ်ပါတယ်เนาะ6ဖြစ်မှာဆိုရင်နှစ်ထိပ်စီဖြစ်ပါတယ် ေတာဆိုရင်ကျွန်တော်တို့ ကဲဒါဆိုရင်နောက်ပိတ်မော်လီကိုထပ်ပြီးတော့ကြည့်အောင်ခင်ဗျာနော်ဒီနှလုံးပေါင်း6ဖြစ်ပါတယ်6အပိတ်ဖြစ်ပါတယ်ဒီနှလုံးပေါင်း9နဲ့4နဲ့ပေါင်းတော့3ဖြစ်ပါတယ်3အပိတ်ဖြစ်ပါတယ်၄နဲ့၄နဲ့ပေါင်းနှလုံးပေါင်း၈ဖြစ်ပါတယ် အဲ့တော့တကောကောင်းနှစ်ရှိဖြစ်ပါတယ်နော်ကောကောင်းနှစ်ရှိဖြစ်ပါတယ်ပြန်ပြောပြမယ်သုံးလုံးပေါင်းခြင်းဟာခွန်ခွန်ပါပါနှစ်ကို ရှင်းနှလုံးပေါင်းနှစ်နဲ့ဒီနှလုံးပေါင်း6ကို6အပိတ်နဲ့ဆိုပြီး26ဆိုပြီးထွက်တယ်နော်သုံးလုံးပေါင်းခြင်း4 4ရဲ့ပါဝါ9 9ဆိုနှလုံးပေါင်း9ဖြစ်တယ်ဒီနှစ်9နဲ့4နဲ့ပေါင်းနှလုံးပေါင်း3ကို3ည3လို့ထွက်ပါတယ်နော်ပြီးရစီကျွန်တော်တို့ဒီမှာ4 1 6เนาะသုံးလုံးပေါင်း1ဖြစ်ပါတယ်1ရဲ့ပါဝါ6ဖြစ်ပါတယ်1ရဲ့ပါဝါ6ဖြစ်ပါတယ်အဲ့တော့6ကဒီရှင်းနှလုံးပေါင်း6ဆိုတော့အဲ့ဒီမှာ2ထိပ်စီဖြစ်ပါတယ်ဒီ4နဲ့4နဲ့ပေါင်းတော့10ဖြစ်ပါတယ်အဲ့ဒီ10ကနောက်ဘက်ဖြစ်မှာဖြစ်ပါတယ်2 10ဆိုတဲ့ကဏ္ဍတော့ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပေါ့နော်အဲကျွန်တော်ဒီမှာနောက်ထပ်ပေါ့နော် twinning ကိုတော့ကျွန်တော်မပြတော့ဘူးအဲကျွန်တော်ဒီမှာကဏ္ဍလေးကြီး ထွားမဲ့ရံွက်လေးတွေပါကျွန်တော်ထပ်ထည့်ပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့18ရက်18ရက်3လပိုင်2025ပေါ့เนาะကျွန်တော်တို့ထိုးဘွက်ကတော့ထိုးဘွက်ကကျွန်တော်တို့ နေစဖြစ်ပါတယ်เนาะအဲ့ဒါရံခွက်အနေနဲ့နှစ်တော့နှစ်ခွန်เนาะနှစ်တော့နှစ်ခွန် ၄၅29ဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ဒီ၄ခွက်ဖြစ်ပါတယ်เนาะဒါရဲကြံခွက်ဒီမှာနှိစ်ဆိုတာတခွက်ထဲပဲဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်အနေနဲ့ဒီမှာနောက်ထပ်တစ်ခွက်ပေါ့เนาะ29ဆိုတဲ့ကဏ္ဍတစ်ခွက်ထပ်ထည့်ပေးပါတယ်เนาะကြည့်အားလုံးပဲရှင်းမင်းစင်များအားလုံးเนาะအဆင်ပြေပါစေဒီလိုကျွန်တော်ကိုဘိုင်ဘာကနေပြောကျွန်တော်တို့ဖွဲ့ဝင်ခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့အပေါင်း66ပေါင်း66 839 9239 83ဖြစ်ပါတယ်အ ြန်ပြောမယ်ပါမယ်ပေါင်းအပေါင်း66 839 9 3 6 3ဖြစ်ပါတယ်နော်ဒါကျွန်တော်ရဲ့ပိုင်ပါနံပါတ်ဖြစ်ပါတယ်ကဲဒီလောက်ပါပဲနော်အားလုံးပဲအဆင်ပြေပါစေ